ဘုကင်းနီလာမကြိုးစိုးပါရရှင်ဒီနေ့ဒုနဲ့အလွယ်လုံနီးလေးလုတ်ပြมาဖြစ်ပါရရှင်လုံနီးလေးကလည်းအရန်ကိုလွဲကူပါရနော်ကဲဒီမှာကြည့်ပါဦးမုတ်ကလေးကလည်းစားကျင်စရာလေးသူ့ရဲ့အတွင်းသားလေးကလည်းဒီမှာအီအီလေးနဲ့အရန်ကိုစားကောင်းပါရနော်ဒုနဲ့လုတ်ရံအတွက်ကိုဂျုံလေးစပြီးတော့နေပေးပါမယ်ဂျုံကိုတော့ဒီမှာမွှေးဂျုံမုတ်ကထုံနဲ့တဝက်ဒီမှာအသုံးပြုပေးတာဖြစ်ပါတယ်ပြီးရင်ဒါကတော့မုတ်ပွားစေးပါနော်သူကတော့ yeast လို့ခေါ်တယ်သူ့ကိုလက်ဖက်စားစွန်းနဲ့တစွန်းကွဲထည့်ပါတယ် ်သူကတော့မပါမဖြစ်ပါနော်ပြီးရင်စားလေးနှင်းငယ်ထည့်ပါတယ်ကြားကတော့ထမင်းစားစွန်းနဲ့နှစ်စွန်းစာပဲသုံးတယ်ကြက်ဥကိုအကာပဲအသုံးပြုပေးပါတယ်ဒါကတော့မုတ်ထဲမှာထည့်တယ်အမွှေးရေဗန်နီလာလေးပါနော်သူ့ကိုနှင်းငယ်ထည့်တယ် နွားနို100မီလီသုံးပေးပါတယ်နွားနို100မီလီကိုတော့တစ်ခါတည်းပဲထည့်လိုက်တယ်ပြီးရင်ကျုံနေရင်းနဲ့လိုတယ်ဆိုရင်ရေလေးကိုစွန်းလေးနဲ့လိုတယ်လိုလေးထက်ထည့်ပေးသွားမယ်နော်ကဲအခုလိုလေးပါရှင်ဒီမှာအမားကတော့ထမင်းစားစွန်းနဲ့လေးစွန်းစာလောက်ရေထည့်ပေးလိုက်ရတယ်ရေလေးထည့်လိုက်ကျုံလေးကိုနယ်ပေးလိုက်လုပ်ပေးမယ်နော် ကြုံသားလေးကအခုလိုထွေးထွေးလေးဖြစ်လာပြီဆိုရင် ထောပတ်ကိုထမင်းစားစုံးနဲ့နှစ်ဆုံးစာထည့်မယ်။ထောပတ်ထည့်ပြီးတာနဲ့ဂျုံသားနဲ့ထောပတ်နဲ့တသားတဲ့ဖြစ်တဲ့အထိကိုအမားတို့နယ်ပေးရမှာဖြစ်ပါတယ်နော်။ဒီပထမအဆင့်မှာတော့ဂျုံကိုဖုံးမွစ်သွားတဲ့အထိမနယ်ဘူးနော်။အခုလိုထွေးထွေးလေးအနေထားမျိုးလေးမှာပဲအမားတို့ခဏသူ့ကိုမိနစ်20လောက်နှပ်ပေးထားမယ်နော်။ မိနစ်20လောက်ရပြီဆိုတော့ဒီမှာဂျုံသားလေးကိုအမတို့အောက်မှာဂျုံခင်းပြားလေးပေါ်မှာပဲ15မိနစ်လောက်ထပ်ပြီးတော့နှိမ့်နယ်ပေးလိုက်မယ်နော်ဂျုံလေးဖြူးဖြူးပြီးတော့အမတို့နယ်ပေးမယ်ဂျုံလေးဖြူးလိုက်ကုလိုလေးနယ်ပေးလိုက်လုပ်ပေးမယ်နော်ဒါဝင်တော့အမက15မိနစ်လောက်နယ်ပေးလိုက်ပါတယ်ဂျုံသားလေးကလုံးဝဆုံးမွတ်သွားပြီးတော့ဣလာတဲ့ ठी နယ်ပေးမယ်နော်ကဲဒီလိုအနေလေးပါရှင်ဒီလိုအနေမျိုးလေးရောက်ပြီဆိုရင်နောက်ထပ်နိုင်ွက်လောက်သူ့ကိုထပ်နှက်ပေးလိုက်မယ်เนาะ ီမှာဂျုံသားလေးကအီလေးနော်အနာရီကွက်လောက်နှက်ပေးလိုက်မယ်သူ့ထက်နှစ်ဆပွားလာတဲ့အထိပေါ့နော်ထားပေးလိုက်ပါမယ်အဲဒီမှာခုဆိုရင်ဂျုံလေးကပွားလာပြီနော်အထဲကလေလေးတွေကိုထုတ်ပေးမယ်နော်ထုတ်ပေးပြီးတာနဲ့သူ့ကိုအပြင် ထုတ်လိုက်မယ်အပြင်ထုတ်ပြီးတော့ကဲနောက်ထပ်တစ်ချက်နှစ်ချက်လောက်နှိမ့်နယ်ပေးလိုက်မယ်နော်ဂျုံလေးကိုဂျုံလေးကလည်းဒီမှာအရန်ကိုကင်လို့ကောင်းတယ်နော်အီလေးပါရှင် အခုလိုလေတစ်ချက်နှစ်ချက်နှိမ့်နယ်ပေးပြီးဆိုတာနဲ့သူ့ကိုအခုရေလေးတွေမတို့လှိဖြက်မယ်အမကတော့ဒီနေရာမှာ6ခုစာလောက်လှိဖြက်လိုက်ပါတယ်နော်ကိုကတော့စိုက်ကြီးကြီးလေးကြိုက်တယ်ဆိုရင်တော့6ခုစာလောက်ပဲဖြက်ပါနော်အဲဒီမှာ6ခုစာလောက်လှိဖြက်ပြီးပြီဆိုရင်ဂျုံကိုမတို့လုံးပေးမှာဖြစ်ပါတယ် အခုလိုမျိုးလေးပါနော်အထဲကိုဂျုံလေးကိုခောက်ခောက်ပြီးတော့လုံးပေးမယ်အပေါ်မျက်နှာပြင်လေးတင်းတင်းလေးဖြစ်တဲ့ဒီအမတို့ကလုံးပေးမှဖြစ်ပါတယ်နော်ဂျုံသားလေးကကင်တဲ့အခါမှာကတ်နေတယ်ဆိုရင်ဂျုံမုံလေးဖြူးပြီးတော့ကင်ပေးပါနော်အကြံနဲ့ဂျုံလုံးလေးတွေကိုလည်းဒီတိုင်းပဲလုံးပေးမယ်နော်လုံးပြီးတာနဲ့အမတို့ကရိုးရိုးစက်ကူလေးပေါ်မှာဂျုံမှုတ်လေးအနှဲငယ်ဖြူးပြီးတော့အမတို့တင်ပေးမယ် အဲအခုဆိုရင်ဒိုးနဲ့လေးစလုပ်မယ်နော်ဂျုံလုံးလေးတစ်ခုကိုယူမယ်ပြီးရင်လက်ကလေးနဲ့ပဲနေတော်ဆိုင်ကလေးပေါ့နော်ဂျုံလေးဖြူးပြီးတော့ဖြန့်ပေးမယ်နော်အဲဒီနေရာမှာပိုဆင်ပြေတာလေးနဲ့ဖောက်ပေးပါ ပြီးရင်မုတ်သားလေးကိုအမားတို့ပုံစံပြက်မှာဆိုလို့ပေါ့နော်ခုနကဂျုံမုတ်ခင်းထားတဲ့စက်ကူလေးပေါ်မှာတင်ပေးမယ်ဒီမှာခုဆိုရင်ဒိုနတ်လေးရှိခုရပါပြီနော်သူ့ကိုပွလာတဲ့အထိအမားတို့နောက်ထပ်15မိနစ်လောက်ခဏလေးထားပေးမယ်နော်အခုဆိုရင်တော့ဒီမှာဒိုနတ်ကလေးတွေပွလာပြီဒါဆိုရင်တော့စပြီးတော့ကြော်လို့ရပါပြီနော်ကျော်တဲ့ခါမှာလည်းမိရမပြင်းရပါဘူးเนาะစီကိုအရင်မပူတဲ့အချိန်မှာပဲမအားတို့မုတ်သေးတွေကိုထည့်ပေးမယ် ဆီရမ်းပူတဲ့အခါမှာမုတ်သားလေးတွေက တူးသွားတတ်ပါတယ်เนาะ။ပြီးရင်အခုလိုလေးကြော်ပေးမယ်เนาะ။တစ်ဖက်ကအရောင်ပြောင်းလာပြီဆိုရင်နောက်တစ်ဖက်ကိုလှည့်ပေးမယ်เนาะ။ကြော်နေရင်းနဲ့ကိုမုတ်သားလေးကတအားမွှေးတယ်เนาะ။ထောပန်းနဲ့လေးနဲ့ဒီမှာအမွှေးနဲ့စာလေးထည့်ထားတဲ့အခါကျတော့ရမ်းကိုမွှေးပါတယ်ရှင်။ကဲနောက်တစ်ဖက်ကလည်းအရောင်ပြောင်းလာပြီဆိုရင်တော့ဆယ်လိုက်မယ်เนาะ။ကျန်တဲ့မုတ်လေးတွေကိုလည်းဒီနည်းတိုင်းလေးပဲကြော်ပေးမယ်เนาะ။ ဲဒါကတော့အပေါ်ကနေပြီးတော့အယောင်လေးတွေတင်ပေးမယ်ပေါ့နော်ခရင်လေးလုံးမှဖြစ်တဲ့ဟောဘက်ကိုထမင်းစားစွန်းနဲ့နှစ်စွန်းစာထည့်တယ်နွားနို့90မီလီထည့်တယ်ကြောက်ကုံမုတ်ကိုတော့ထမင်းစားစွန်းနဲ့တစွန်းထည့်ပါရဲเนาะတကြားနှစ်စွန်းထည့်တယ်ပြီးရင်မီးလေးကိုနည်းနည်းလေးနဲ့ပဲအမားတို့စပြီးတော့ငွေပေးမယ်ခုလိုပြစ်လာပြီဆိုရင်တော့မီးလေးပိတ်ထားမယ်เนาะကဲဒီမှာမုတ်လေးတစ်ခုကိုစပြီးတော့အပေါ်ကနေခရင်လေးကတ်မယ်ဒါကတော့တကြားရည်လေးကတ်တာဖြစ်ပါရဲเนาะ ။အမုတ်သားလေးကလည်းဒီမှာဖောင်းဖောင်းလေးနော်ဒီမှာ။ကဲအခုလိုမျိုးလေးပါရှင်ကတ်ပေးမယ်နော်။ပြီးတာနဲ့အပေါ်ကနေပြီးတော့ဒီမှာရောင်စုံတကြားကလေးတွေအလှဆင်ပေးမယ်။ဒါကတော့အဖြူရောင်ဒိုနတ်ကလေးတစ်ခုရပါပြီ။ဒါကတော့အဖြူရောင်ဒိုနတ်ကလေးတွေပေါ့နော်။ဒါကြတော့ food color ဆိုစေးပန်းရောင်လေးဒီမှာသုံးပေးတယ်။အဲနောက်ထပ်မုတ်သားလေးကိုဒါပန်းရောင်လေးလုံးမှာပေါ့နော်။အဲဒီမှာအပြည့်ရင်အပေါ်ကနေပြီးတော့အလှဆင်ပေးမယ်နော်။တခြားကလေးတွေဖြူမယ်။ ။ဒီနေရာမှာတော့ဒါချောကလက်ပေါ့နော်။ချောကလက်လုပ်ဖို့အတွက်ကိုကိုမုတ်ရှိတယ်ဆိုကိုကိုမုတ်သုံးပါနော်။အမရှိမှာကိုကိုမုတ်ကုံသွားတဲ့အတွက်ဒါချောကလက်မုတ်ကလေးကိုပဲသုံးပေးတာဖြစ်တယ်။ဒါကြောင့်အရောင်ကတော့အရန်ရင့်မနေဘူးပေါ့နော်။အနံ့ကတော့ချောကလက်အနံ့လေးအရန်မွှေးတယ်ရှင်။ပြီးရင်ပေါ်ကနေပြီးတော့အလားဆင်ပေးမယ်။ကဲအခုဆိုရင်တော့အရန်ကိုစားလို့ကောင်းတဲ့ဒိုနတ်ကလေးရပါပြီရှင်။